အားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ကိုရဲနေအပိတ်နေတောက်ကြနေပို့เนาะနေကုန်အတွက်ဒုတိလေးကိုကျွန်တော်တွက်ပြပေးသွားပါမယ်ခင်ဗျာပထမဆုံးကျွန်တော်တို့72နိုင်ကိုရဲနေ72နိုင်တမနှစ်အတွက်ပထမဆုံးထိပ်စီးပိုင်းလေးကိုကျွန်တော်တို့စကြည့်မယ်ခင်ဗျာเนาะဒါမှထိပ်စီးပိုင်းလေးကျွန်တော်စတက်ပေးပါမယ်ပထမဆုံးထိပ်စီးပိုင်းလေးကတော့ဒီမှာဒီဟာ၃ညနှလုံးရဲ့ဒီဟာ၃ည၅ရဲ့ နော်ဒီလေးလုံးပေါင်းချင်းဒီလေးလုံးပေါင်းချင်းက900လေခင်ဗျာနော်900ရဲ့ပါဝါ3ညဟုတ်ပြီ9ပါဝါ3ညဆိုတော့ဒီမှာကျွန်တော်တို့ဗာထွက်သွားပြီထိတ်စီက3ညထိတ်စီထွက်သွားတယ်နော်ဒါကကျွန်တော်12နာရီ10မိနစ်အတွက်9ရက်နေ့တောက်ကြနေအပိတ်နေနော်12နာရီ10မိနစ်အတွက်ပထမဆုံးထိတ်စီပိုင်းလေးပေါ့ခင်ဗျာနော်ဒီလေးလုံးပေါင်းချင်းက900 9ရဲ့ပါဝါ3ည3ညထိတ်စီထွက်သွားပြီ ဟောနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုကလည်းဒီဟာဒီမှာဆိုရင်6ရက်9ရက်15ဒီမှာဆိုရင် sorry ပါဒီမှာ9ဒီမှာ9 9နဲ့ဒီ78 24ပေါ့ခင်ဗျာ4ရက်ပါဝါက9ပေါ့နော်4ပါဝါ9ဖြစ်တဲ့အတွက်ဒီမှာလည်းဘာထွက်သွားပြီလဲဆိုတော့9ကျွန်တော်တို့9ထိပ်စီထွက်သွားပြီဟုတ်ပြီနော်9ထိပ်စီတွေထွက်သွားတယ်ဒီမှာကျွန်တော်တို့လာမယ်နောက်တစ်ခုလာမယ်ခင်ဗျာနော်ဒါကြောင့်လာမယ်ကျွန်တော်တို့17နိုင်10မိနစ်မှာ sorry ပါဒီမှာနော် ဒီကိုထိတ်စီပေါ့နော်ဒါဒါကိုပြောတာနော်အဲ့ဒါလေးကိုထိတ်စီထွက်သွားတယ်နော်နောက်တစ်ခုကျော်တို့7နိုင်10မိနစ်မှာ6ရက်နေ့နော်6ရက်နေ့7နိုင်10မိနစ်မှာဖြစ်နိုင်ခြေရှိတယ်ထိတ်စီရတော့ဒီလေးလုံးပေါင်းချင်းဟိုနော်ဒီလေးလုံးပေါင်းချင်းကကျော်တို့ဒီမှာ4 3ညနှစ်ပေါင်း4ဒီမှာ4နှစ်ပေါင်း8 9နှစ်ပေါင်းတော့15 5ရက်ပါဝါကတော့3ညဟုတ်ပြီ9ပါဝါ3ညဖြစ်တဲ့အတွက်ကျော်တို့က3ညတလုံးထိတ်စီအပိုင်ရအောင်သွားပြီခင်ဗျနော် ၃ညကျလုံးထိစီပိုင်ရသွားပြီဒါကတော့ Viber နံပါတ်၄ပါခဏလိုချင်လက်တောင်းလို့ရပါတယ်ခင်ဗျာနော်ဒီတိုင်းတော့ကျွန်တော်မတင်ပြုတ်ဘူးပေါ့ခင်ဗျာနော်အလိုဒီဒီညင်းနေရှုပ်လို့ကျွန်တော်လည်းမတင်ပြုတ်ဘူးဒါပေမဲ့တောင်းလဲလူရှိရင်တော့ကျွန်တော်ကတွက်ပြီးပေးပါတယ်ခင်ဗျာနော်တောင်းလဲလူရှိရင်လက်တောင်းလို့ရပါတယ်ဒါက7နှစ်တစ်ပြည့်အတွက်၃ညထိစီရပြီခင်ဗျာအပိတ်ကဏ္ဍလေးကျွန်တော်ဆက်ပြမယ်နော်အပိတ်ကဏ္ဍလေးအပိတ်ကနန်းလေးရဒီနှလုံးပေါင်းခြင်းကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းကဘာရတယ်300ရတယ်เนาะ300ရဲ့ပါဝါက 3ပါဝါ6ဆိုတော့ဒီမှာလဲကျွန်တော်တို့အပိတ်က3ည6ဆိုပြီးတော့6အပိတ်နဲ့ထွက်သွားတယ်။ဟုတ်ပြီနော်။နောက်တစ်ခုဒီနှစ်ခုပေါင်းချင်းကလည်းကျွန်တော်တို့74ရရတယ်။4ရပါဝါကလည်း6ပဲခင်ဗျ။4ပါဝါ6ဆိုတော့ဒီမှာလဲကျွန်တော်တို့6အပိတ်လေးထွက်သွားပြီ။ဟုတ်ပြီနော်။6အပိတ်လေးထွက်သွားပြီ။ဒါကြောင့်မို့လားမဲ့ကျွန်တော်တို့17နာရီ10မိနစ်မှာ6ရက်နေ့17နာရီ10မိနစ်မှာဖြစ်နိုင်နေရှိတဲ့အပိတ်ကဏ္ဍကကျွန်တော်တို့ဒီနှလုံးပေါင်းချင်းက16 6ရပါဝါက1ပေါ့။ဒါကြောင့်ကျွန်တော်တို့က เนาะ1ပိတ်လေးလာမယ်ခင်ဗျာ3ည1ဒါက20အတိုင်းကြာတဲ့ကဏ္ဍလေးပဲခင်ဗျာเนาะအဲ့ဒီမှာမမီးတို့စိတ်ချိုက်ဥစားလေးထိုးခြင်းနဲ့ဆိုရင်ကျွန်တော်ဒါလေးရေးပြမယ်เนาะအရန်ကွက်လေးထိုးခြင်းနဲ့ဆိုရင်9ပါဝါ3ည9ရဲ့နှက်ခတ်ကကျွန်တော်300လဲ6ပါဝါ1 6ရဲ့နှက်ခတ်က900ပါတယ်အဲ့ဒီမှာတွဲထိုးပါခင်ဗျာเนาะဟိုညနေကျွန်တော်4နာရီခွဲအတွက်ကျွန်တော်ဆက်ပြမယ်မနေ့ကတော့3ည1တစ်ခွက်တည်းပေါ့ခင်ဗျာเนาะဟိုညနေ4နာရီခွဲကျွန်တော်ဆက်ပြမယ်เนาะ ညနေ၄နာရီခွဲမှာကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းပထမဆုံးထိတ်စီးရနော်၄နဲ့၃နဲ့ပေါင်းခြင်းက900ရတယ်900ရဲ့ပါဝါက2ဟုတ်ပြီဒီမှာကျွန်တော်တို့2ထိတ်စီးထွက်သွားတယ်ဟုတ်ပြီနော်၄နဲ့၃နဲ့ပေါင်းတော့900ရဲ့ပါဝါ2 2ထိတ်စီးထွက်လာတယ်အပိတ်ကိုကျွန်တော်တို့တစ်ခါလေးကြည့်မယ်ဆိုရင်အပိတ်ကဒီနှလုံးပေါင်းခြင်းနော်ဒီနှလုံးပေါင်းခြင်းက99ရဲ့ပါဝါက4ဒီမှာလည်း4အပိတ်နဲ့4ထွက်သွားပြီဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့် ဒါကညနေအတွက်နော်ဒီညလုံးပေါင်းခြင်းက9ခုနှစ်ရဲ့ပါဝါက2ဒီညလုံးပေါင်းခြင်းက9 9ရဲ့ပါဝါ4 2 4ထွက်သွားတယ်ဒါကညနေအတွက်နော်၄နိုင်ခွဲအတွက်ပါနောက်တစ်ခုဒီညလုံးပေါင်းခြင်း3ရဲ့8ရဲ့ပေါင်းတော့17 1ရဲ့ပါဝါက6ဒီမှာ6ထိပ်စီထွက်သွားပြီအပိတ်ကိုကြည့်မယ်ဆိုရင်ညလုံးပေါင်းခြင်းက12 2ရဲ့ပါဝါက9ဒီမှာ9အပိတ်ထွက်သွားတယ်60ခုပြီးတော့ဟောပြီနော် အဲအကြောင်လာမယ့်ကျွန်တော်9ရက်နေ့ညနေ4နာရီခွဲမှာဖြစ်နိုင်ရည်ရှိတဲ့ကဏ္ဍက9နဲ့9နဲ့ပေါင်းချင်းက14 4ရက်ပါဝါက9ဟုတ်ပြီသူလည်းကျွန်တော်တို့ဘာထိတ်စီရသွားပြီလဲ9ထိတ်စီဟုတ်ပြီနော်9ထိတ်စီရသွားပြီတော့ဒီနှလုံးပေါင်းချင်းက12 2နှစ်ရက်ပါဝါက9ဆိုတော့ကျွန်တော်တို့ဘာရလဲ9ပိတ်ဟုတ်နော်60ခွန်3190ခွန်ပေါ့3190ခွန်ပြီးရင်အဲ့လိုမထိုးခြင်းဘူးဆိုရင်ဒီမှာ 6တို့ထိုးလို့ရတယ်ဟုတ်ပြီเนาะ6 3 9ထိုးလို့ရတယ်ဒါလည်းတို့ထိုးလို့ရတယ်ဟုတ်ပြီเนาะထိုးခြင်းနဲ့လို့အဲ့လိုထိုးပါဒါကတော့အဓိက main quad 3 9 9နဲ့6 9နဲ့အဓိက main quad မနက်နဲ့ညနဲ့ထိုးပေးပါနောက်ပြီးတော့ကျွန်တော်တည်တံ့ကဏ္ဍနေပို့ဝေကဏ္ဍထဲကကျွန်တော်ရေးပေးပါမယ်ပေါ့ရင်လူတန်းကြပါခင်ဗျเนาะဒါဝေကဏ္ဍထဲကကျွန်တော်အခုရေးပေးလိုက်မယ်ဟုတ်ပြီเนาะဝေကဏ္ဍထဲကဝေကဏ္ဍထဲကတော့တခွဲမှမထွက်သေးဘူးကျွန်တော်မနေ့ကမှတွက်ကြတော့ပါခင်ဗျเนาะ6ခွဲပဲရှိပါတယ်เนาะ လေးရှစ်ဆိုရင်ကိုကိုရှစ်ထွက်သွားတယ်ပေါ့အခုတော့မွေးကနေတည်းကကျွန်တော်ရေးပြလိုက်မယ်။ဒါလဲဆိုတော့2 3 2 8 2 9နော်4 3 4 8 9ပါဝါနဲ့ပဲထွက်သွားတယ်။နောက်ဒီမှာဆို၄ပါဝါ၉စစ်ထွက်သွားတယ်မှာလဲ၉၄ပါဝါ၉ငါထွက်သွားတယ်။ဟုတ်ပြီနော်။ဒါကြောင့်မို့ဒါလေးတွေထိုးလို့ရတယ်။လက်ပင်ကြိုင်ဒါလေးတွေလည်းထိုးလို့ရတယ်ခင်ဗျာနော်။ဒီကျွန်တော်တို့ဒီ၆ခွက်နော်။ဒီ၆ခွက်ထိုးဒီ၅ခွက်လည်းထိုးလို့ရတယ် ကြိုက်တဲ့ကနမီတို့စိတ်ကြိုက်ထိုးလို့ရပါတယ်အားလုံးပဲကျွန်တော်တို့ကိုယ့်ရဲ့နေအပိတ်နေမှာတောက်ကြနေမှာအားလုံးကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီမှာလည်းတောင်းလို့ရပါတယ်ခင်ဗျာနော်ကြိုက်တဲ့ချင်းလည်းတောင်းလို့ရပါတယ်ခင်ဗျာဖုန်းခေါ်လို့မရဘူးဖုန်းခေါ်ကင်လို့မရလို့ခင်ဗျာနော်ဖိုင်ဘာအနေနဲ့တောင်းပြီးလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ